ိုင်တာမင်းတို့ပဲနိုင်မှာပါဆိုလို့အဓိကကဒီဟာကထူးထူးခြားခြားဝါဒဖြန့်နေရတော့မလို့ဘူးပေါ့နော်ဒါပေမဲ့တို့လောက်သွားတဲ့အလောက်ကတော့ကျွန်တော်တို့မြင်တာတော့ ကျွန်တော်ဟိုကိုချပိုင်မိတ်ဆက်ပေးဖို့တော့ဒါလည်းပြည်သူလူထုလည်းသိရှိမိတာပေါ့ဒါဒါကျွန်တော်ရရပါတယ်ဒါကျွန်တော်ရရရှင်တဲ့ဗီဒီယိုသေးသောဒါကျွန်တော်တို့ကိုချပိုင်ကြီးပေါ့နော်ကိုချပိုင်ကြီးဒါကျွန်တော်တို့ဟာဝါခေါ်တော့အမှုပညာနာမည်ကတော့ကိုချပိုင်ကြီးပေါ့နာမည်ရင်းကတော့သူ့မှာတသက်ရှိရပြောတယ်ကျွန်တော်လည်းပြီးပါပဲမေးကြည့်တော့မှာပေါ့အဲ့တော့ဒီခေတ္တမိုင်းရောဒေါဆိုင်ညသူများဆိုတဲ့ဇာတ်ကားမှာသူကဝါရဖြန့်ဝါရဖြန့်နာမှာသူကဘလို့ဖြန့်လဲဆိုတော့အဲ့ဒီမှာသူကဆန္ဒပြပွဲမှာကိုချပိုင်တက်တက်ကြွကြွပါဝင်ခဲ့တဲ့ တရုတ်ဆောင်တွေကိုပဲရွေးထုတ်ပြီးတော့မှသူကဟိုပြည်သူလူထုနဲ့ပြန်ပြီးတော့မှကျွန်တော်တို့လှည့်ပြီးတော့မှဟိုရန်တိုက်တဲ့ပုံစံလားဒါမှမဟုတ်လို့ရှိရင်ဒီလူတွေကပဲတကယ်နှစ်နှစ်ကာကတရုတ်ဆောင်လူများလားပေါ့နော်တရုတ်တရုတ်ဆောင်ကျင်တာလားပေါ့တရုတ်ဆောင်ဇာလားမှာတရုတ်ဆောင်ကျင်တာလားပေါ့အဲ့လိုအဲ့လိုအဲ့တော့ဒါအဲ့ထဲမှာပါတဲ့ကျွန်တော်တို့ဒါတနိုင်ငံလုံး ော်မျိုးချစ်တဲ့မင်းသားပေါ့နော်တော်မျိုးဟိုအရင်ချိန်တော့ပြောတာပါအခုချိန်တော့မဟုတ်တော့ပါဘူးအရင်ချိန်တော့တော်မျိုးချစ်တဲ့မင်းသားတယောက်ပေါ့နော်ဒါမင်းသားအကယ်ဒမီဒါကိုနီကိုတိုးပေါ့နော်ဒါကိုနီကိုနီကိုတိုးလို့ခေါ်တာပဲကောင်းတယ်ပေါ့ကိုနီကိုတိုးနဲ့ပတ်သက်ပြီးတော့မှဒါသူတို့တခိုင်မှာဇာတိကလည်းတမျိုးတည်းဖြစ်တယ်မောင်ကျွန်းသားတွေပေါ့နော်ခါဒါတမျိုးတည်းဖြစ်တယ်တမျိုးတည်းဖြစ်တဲ့အခါကျတော့ तू ဒါမင်းသားဖြစ်ပေါ်လာပုံလေးရယ်မင်းသားဖြစ်ဖို့အတွက်ဒါကျွန်တော်တို့ တဲ့ရခိုင်ပြည်သူပြည်သားတွေကသူ့ကိုဒီလိုနေရာရောက်အောင်အထိဘလောက်ထိအားပေးပံ့ပိုးကူညီခဲ့လဲဆိုတော့ဟာလေးလည်းနည်းနည်းပြောပြပေးပါဦး။ဟုတ်အဲခုနကပေါ့နော်ခုနကဟိုဇလန်းနံပါတ်တွေပါတယ်ကျွန်တော်မသိဘူးလား။နောက်ပြီးတော့အဲ့ဒီထဲမှာပါတဲ့တခြားအခြားတော့ပေါ့နော်။မင်းသားတော့မင်းသမီးတော့အဲ့ဒါတွေကတော့ကျွန်တော်မပြောလို့ဗျာ။တိလည်းမသိချင်ဘူး။ဒီကောင်တွေပါလို့လို့ဟိုအရင်တော့က ဟိုအနာသိန်းစာတုံးကဆန္ဒပြပွဲမှာပဲပါပါအခုဒီဟိုမှာပဲတေးဥဆောင်လို့လို့စိတ်ဝင်စားဖို့ကြာဒီခေါ်တိတ်ဝင်စားဘူးဒါပေမဲ့ကျွန်တော်ပါနည်းနည်းလေးချော့ဖြစ်သွားလဲဆိုတော့ဒီတူပေါ့ဟိုသူပါလို့ဒီဇလန်းမှာပါနေရတလဲပေါ့နော်အဲ့ဒါနည်းနည်းလေးချော့ဖြစ်သွားတယ် ကျွန်တော်ကျွန်တော်ကိုကျွန်တော်စဉ်းစားမိတာလည်းအများကြီးဖြစ်သွားတယ်ဗျ။ဟိုသူ့အနေနဲ့ပေါ့နော်။သူ့အနေနဲ့ဒီမြန်မာပြည်ရဲ့လက်ရှိအခြေအနေပေါ့နော်။သူ့ကိုအားပေးတဲ့ပြိသက်ပေါ့နော်။သူ့သူ့အားပေးတဲ့ပြိသက်တွေရောနောက်ပြီးတော့သူ့ရဲ့လူမျိုးပေါ့နော်။ရခိုင်လူမျိုးကိုရောပေါ့နော်။ဒီအချိန်မှာ ဘာလို့ဒါလဲပေါ့ဟိုတစ်ဖက်တစ်ဖက်ကဗျာ तू ဟိုမရိုက်ရှင်ဘူးဟိုမရိုက်ရှင်ဘူးဗျာလက်ချောင်လို့ရတယ်ဗျာလက်ချောင်လို့ရရသားနဲ့ဘာလို့မချောင်လာလဲပေါ့နော်ဒါမှမဟုတ် तू ကုန်လိုက်ကွာဒီဟာကြီးကိုရိုက်ရှင်တာလားပေါ့ရိုက်ရှင်လို့ရိုက်တာလားပေါ့နော် ကျွန်တော်လည်းရခိုင်လူမျိုးတရားလည်းနည်းနည်းစဉ်းစားနည်းနည်းလေးဟိုဖြစ်သွားပါတော့ဟုတ်အဲ့တော့ပြန်စဉ်းစားကြည့်တော့ဟာဒီကောင်မမိုက်ဘောတကယ်တော့ဒါဒီကောင်ရိုက်ခိုင်ဟိုပါရိုက်ရှင်လို့ရိုက်တယ်ဆိုရင်တော့မမိုက်ဘောတော့တော်တော်လေးကိုမမိုက်တာဟုတ်နောက်ပြီးတော့ကျွန်တော်တို့ရခိုင်လူမျိုးတွေတည်းကနေပြီးတော့အဲ့လိုမင်းသားချရတယ်ဗျာ တော်တော်ခြားတာပေါ့နော်ကျွန်တော်တို့ဟိုဒီကောင်းနေနဲ့စပြီးတော့အလိုပင်သားလုတ်တက်မဲ့ဆိုတဲ့အချိန်တော့တိတ်မရှိဟိုရှိတော့ရှိတယ်တရောင်နှစ်ရောင်အဲ့ဒါလေးကလည်းတကယ်နိုင်ငံကျော်အောင်မြင်တဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်ရခိုင်လူမျိုးတရောင်နေနဲ့အင်းသားဂျမားဒီမှာပေါ့နော်အဲ့လိုပေါ်ထုံးပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ရခိုင်မျိုးတွေပဲလုတ်ပီးခဲ့ကြတာတွေအများကြီးပါဒါရိုက်တာတွေရောမနော်အဲ့လိုမီတိုမန်တိုတွေရောစံညူးကြီးတဲ့လူတွေရောနောက်ဆုံးအဲ့လိုဒီရိုက်ကွင်းတွေမှာရိုက်ဖို့ကောင်းမွန်ပေးတဲ့လူကအစပေါ့ထိကြဖနာကန်ကအစပေါ့ရခိုင်တွေပဲလုတ်ပီးခဲ့ကြတာပေါ့အဲ့ဒါတွေတော့အဲ့ဒါတွေကိုတော့မှသူမငဲ့ပဲနဲ့မလား လုံးသလားပေါ့နော်ဒီချိန်ပေါ့ဒါကတော့ကျွန်တော်တို့ကျွန်တော်ဟိုတော်ဝေးအမြင်နဲ့ပြောပြောတာနော်ဒါမှမဟုတ်လည်း तू အဲ့ဒါလည်းဂရုမစိုက်ဘူးဗျာမစိုက်ဘဲနဲ့အဲ့လိုဒီစစ်တပ်ကခိုင်းတာဟိုပဲလောက်တာလားပေါ့အပီလောက်တာလားပေါ့တော်တော်တော့ရှော့ဖြစ်တယ်ဗျာဟုတ်ဟုတ်အော်ဒီဆန္ဒကိုကိုပြောတဲ့အထက်မှာကိုကြည်ပိုင်ပြောတဲ့အထက်မှာပါတာပေါ့နော်ဒီဟိုပါပေါ့ ရခိုင်မင်းသားတယောက်ကျွန်တော်တို့နိုင်ငံမှာပေါ်ထွန်းစေခြင်းတယ်ဗောနော်ပေါ်ထွန်းစေခြင်းနဲ့ဆန္ဒကြောင့်ဒါရခိုင်လူမျိုးတွေကပဲဝိုင်းပြီးတော့မှဒီမင်းသားနိုင်ငံကျော်ပါစေအကယ်ဒမီအများကြီးရတဲ့မင်းသားတယောက်ဗောနော်ဒါပြည်သူအသေးဆွဲမင်းသားတယောက်ဖြစ်အောင်လို့ဆိုပြီးတော့မှဝိုင်းပြီးတော့ဒါဖြစ်စေခြင်းနဲ့ဆန္ဒတွေရခိုင်လူမျိုးတွေမှာရှိတယ်ဆိုတော့ ကျွန်တော်တို့ဥပမာနိုင်ငံရေးမှာဆိုလို့ရှိရင်ဒီကျွန်တော်တို့အုပ်ချုပ်ရေးပိုင်းမှာဆိုလို့ရှိရင်ဗမာလူမျိုးကြီးဝါဒဆိုတာရှိတယ်။ပြီးတော့ကျွန်တော်တို့ဒါစစ်တပ်ထဲမှာဆိုလို့ရှိရင်ဗမာလူမျိုးကြီးဝါဒရှိတယ်။အဲဟိုရခိုင်ဗိုလ်ချုပ်တို့ရခိုင်ဗိုလ်ချုပ်ကြီးတို့ဆိုတာကဟိုချီတော့ရှိတယ်ဒါပေမဲ့ရှားတယ်။ဗမာတွေကပဲအချိန်တန်လို့ရှိရင်ဒါနေရာယူသွားကြတာပေါ့နော်။ကရင်ကရင်ဗိုလ်ချုပ်တို့ဘာလို့ဆိုလို့ရှိရင်ရှိခဲ့ဖို့ရှားတယ်ပေါ့အဲချင်းလို့ဘာလို့အဲ့လိုအများကြီးပေါ့နော်။အဲ့တော့ရခိုင် ဟိုမှာကြတော့ကျွန်တော်တို့အမှုပညာတိုင်းဝိုင်းမှာကောအဲဗမာလူမျိုးကြီးဟွာတာရှိခဲ့လားဗောနော်ရှိတယ်ရှိတယ်ကျွန်တော်တို့နေစပြီးတော့အဲ့လိုဟိုဟိုဒီကောင်ဗောဒီကောင်ကိုမင်းသားတင်ပြီးမင်းသားရိုက်မယ်ဆိုတဲ့အချိန်မှာဟိုနေရာမပေးကြောက်တယ်နေရာမပေးဘူးဗောနေရာမပေးဘူးဒီလိုပဲဟိုနင်းချလို့ရနင်းချပလိုက်ဗောဒါမဲ့ဒီလိုတော့နင်းကြည့်တယ်ဗော နိုင်ကြည့်တော့အဝိုင်းဝိုင်းလည်းအဲ့လိုကောင်းလာတယ်ပေါ့အဲသူသူခုနကကလည်းအဲ့လိုအမှုပညာဟိုပါမီပါလို့ပြောအဲ့ဒါတွေဖြစ်လာတဲ့ခါတနင်းလို့မရတော့ဘူးလုံးလုံးကန်လို့မရတော့ဘူးဆိုမှလှုပ်ပေးလိုက်တာအဖြစ်သွားတယ်အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတာပေါ့နော်အရင်တော့ရရတော့ရရရတော့ဖိတာလားဖိတာအဲ့ဒါကကြတော့ဟိုဒီတခြားနေရာတွေထားလိုက်ပြအဲ့ဒီရုပ်ရှင်လောကမှာရှိတာ အတိုင်းသားတဲ့ဟာတွေပေါ့အဲ့တော့တိုင်းသားတို့လူလူကြတို့အဲ့လိုပေါ့နောက်ပိုင်းတော့နည်းနည်းလေးအဲ့လိုခေလည်းပြောင်းလာတာလည်းပါမှာပေါ့နော်အဲ့လိုတိုင်းသားတွေကမင်းသားတွေပေါ်လာတယ်လူလူကြတွေကမင်းသားလေးတွေပေါ်လာဒီလိုပေါ့ဟုတ်ဟုတ်အဲ့တော့ဒါတူးဖို့ဆိုလို့ရှိရင်ဒါဆောနာကင်မရာမတိုင်ခင်မှာအခုကတော့တကယ်ကင်မရာနဲ့တည်ပြီးတော့မေးလိုက်တဲ့အချိန်မှာဒါတော်တော်လေးဒါစိတ်ဟို နေကိုတို့ပေါ်မှာပေါ့နော်စိတ်ဟိုဖြစ်နေတဲ့သဘောလဲစိတ်တော်တော်ဒါဟိုဖြစ်နေတဲ့သဘောစိတ်ထိခိုက်တဲ့သဘောလေးတွေတော့တွေ့နေရတာပေါ့နော်တွေ့နေရတဲ့ခါကျတော့ဒါဆန္ဒကင်မရာမတိုင်ခင်တော့အကိုကိုဂျပန်ပြောပြရတဲ့ဟာပေါ့နော်မင်းသားဖြစ်ဖို့အတွက်ဓာတ်ပုံကိုကင်ပြီးတော့တောင်မှပဲဒါလိုက်ပြီးတော့မှပြခဲ့ရတယ်ဆိုတော့ရခိုင်လူမျိုးတွေရဲ့ပန်ပုံးမှုပေါ့နော်ဟာဒီလောက်ထိရှိခဲ့တယ်ပေါ့နော်အပြောပြရကျွန်တော်ကင်မရာနောက်ဘက်မှာပြောပြရရင်မှာဒီလောက်ထိရှိခဲ့တယ်ရှိခဲ့တဲ့ဟာမှာအခု ခေတ်သမိုင်းကိုဒုံဆိုင်ကြသူများဆိုတဲ့ဒီဝါဒဖြန့်ဇကားမှာကြတော့ तू ကဆရာဝန်နေရာကနေပြုတ်ဆောင်ပြီးတော့မှကျွန်တော်တို့တော်လန်ရေးကိုဒါထိထိတော်လန်ရေးနေမို့ပေါ့နော်တော်လန်ရေးမှာမှဒါအအောင်မြင်ဆုံးဆိုလို့ရှိရင်ဒါအာရခတတော် AA လို့တော့ပြောလို့ရတယ်ပေါ့နော်အာရခတတော် AA ရဲ့လုံရက်တီကလည်းမမှန်ဘူးပေါ့နော်ဆိုတော့ပုံစံမျိုးသူပြောရတဲ့အထဲမှာဒါတပ်ဖွဲ့ကထုတ်မပြောတာဘုံထောင်တာမင်းတို့တော်လန်ရေးလားဆိုတော့ ဟာမျိုးပြောတဲ့ဟာကမင်းတို့တော်လိုင်းကြီးကဆောက်တလွဲပါလို့ပြောလိုက်တာပေါ့နော်ဒါ तू တိမ်ကျုံပြီးတော့ပြောလိုက်တဲ့အထဲမှာပါသွားတာပေါ့ဒါနဲ့ပတ်သက်လို့ပေါ့ तू လူမျိုးပေါ်မှာဘလို့စိတ်သဘောထားရှိလဲပေါ့နော်အရင်တော့ကရောဒီလိုမျိုးရှိခဲ့လားအခုမှဒါရခိုင်လူမျိုးတွေရဲ့မျက်နှာကိုဒါကျွန်တော်ပြောရမှာဆိုရင်ဟိုတဲ့တဲ့ကြည့်တယ်မျက်နှာကိုတဲ့တဲ့ကြည့်တယ်ဘာလို့ပို့ကြည့်တာဒရင်းနဲ့ထွေးကိုကြည့်လိုက်တဲ့ပုံစံမျိုးတဲ့တဲ့ကြည့်ပြီးတော့မှဒရင်းနဲ့ထွေးရဲ့ပုံစံတော့ကျွန်တော်တို့က တွားပြီးတော့မှမြင်မိတယ်ပေါ့နော်သူတွေမဟုတ်ပါဘူးကျန်တဲ့အကောင်တွေလည်းဒီတိုင်းပါပဲမြင်းမြတ်တို့နေဝင်းတို့ပါတို့ဒီတိုင်းပဲ CDN လောက်ပါလို့ဆိုင်းမိုးကြီးကိုင်ပြီးပြောခဲ့တယ်ပြီးတော့ CDN ចောင်းဆရာမတွေကိုတွေ့တဲ့အခါချူးလေးတို့မင်းမြင့်မတို့တွေ့တဲ့အခါကျတော့နင်တို့ CDN မလုပ်ဘူးလားတို့ဘာလို့ဆိုပြီးတော့မှမေးဒီမေးခွန်းမျိုးကိုဒီ dialogue ကိုဒီရိုက်ခွင်းမှာပြောထွက်တဲ့កောင်မျိုးတွေပေါ့เนาะအဲ့တော့ဒါကတော့ထားလိုက်ပေါ့အကိုလည်းစိတ်ဝင်စားဘူးပေါ့เนาะဟိုကျွန်တော်စိတ်ဝင်စားတာကတော့ ဒါရခိုင်လူမျိုးချင်းလည်းဖြစ်တဲ့မင်းသားတယောက်ပေါ့နော်အဲ့တော့ तू ရခိုင်လူမျိုးတွေပေါ်မှာဒီလူမျိုးလောက်တာနဲ့ပတ်သက်ပြီးတော့ဟောဒါချစ်တက်ကရန်တိုက်ပေးတဲ့ပုံစံမျိုးလဲဒါတစ်ဖက်ကအကောင်းအကောင်းမြင်မယ်ဆိုရင်ပြောပါတော့အကောင်းဘက်ကတွေးမယ်ဆိုရင်တော့ချစ်တက်ကလူထုနဲ့နေထုနဲ့ရခိုင်လူထုကိုရန်တိုက်ပေးတာပဲဒါပေမဲ့ရန်တိုက်ပေးခြင်းမခံအောင်ကိုပြောလို့ရှောင်လို့လဲရတယ်ရတယ်ဒါဟုတ်ပဲရှောင်မယ်ဆိုရှောင်လို့ရတယ်အဲရတယ်ရှောင်မယ်ဆိုဒီကောင်းနေတဲ့ရှောင်လို့ ီရတယ်ဗျာဟိုခုနဟိုဂိုလင်းအောင်ပြောတဲ့အမရှိပါဟိုသူကအရင်တော့ဒီကျွန်တော်တို့ဒီရခိုင်လူမျိုးနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်ပါတယ်ကောင်းကောင်းပါတယ်ကျွန်တော်တီးတလောက်ပေါ့ကောင်းပါတယ်ကောင်းပါတယ်ဟိုဟိုတီးတီးကြကြကြီးဒါတချို့ကိစ္စတွေဘာတွေလုပ်တယ်ဘာတွေကြိုင်တယ်ဆိုတာကအတိအကျတော့မသိတာပဲရှိတယ်ကောင်းခဲ့ပါတယ် အဲအဲစကားလာကျွန်တော်ဒီလောက်မှာပဲရအကောင်းခဲ့ပါတယ်ဟိုကိုကိုဒေတာပေါ့ရခိုင်ဒေတာရခိုင်လူမျိုးအတွက်လဲကောင်းခဲ့ပါတယ်ဒါပေမဲ့အခုအချိန်မှာဒီကောင်ဘာဖြစ်တာလဲပေါ့ဘာဖြစ်တာလဲဒီကောင်โอเคတဘွားဟိုဟိုသူ့ဟိုတဘွားစိတ်ကဟိုဟိုဓာမူပြီးတော့လုတ်ခိုင်းတဲ့ပုံစံမျိုးလား အချက်စဉ်းစားကြည့်တာပေါ့နော်အခုသူ့ရဲ့ဖြစ်တဲ့ပုံစံအားကြတော့သူဒီသူ့ကိုအောက်ပေးတဲ့ဒီမောင်ဒီကပြိသက်တွေပြိသက်တွေပြီးတော့သူ့ရဲ့လူမျိုးရခိုင်လူမျိုးပေါ့နော်ဒီလိုအချိန်မှာသူနဲ့စစ်တပ်ကနေပြီးတော့တယ်ရီလိုက်တာလားပေါ့နော်ခုနကဟောပါပြောပြောအကောင်ဘက်ကတွေးကြည့်တော့ โอเคဒါမှမဟုတ်ဘာလဲသူကိုနဲ့ကိုကကိုဟိုလူလူချင်းနဲ့ကိုငါဒီဒီဇလမ်းမပါဘာဒါပြောမယ်ဒါရိုက်မယ်ပေါ့သူရဲ့လူပိတာနဲ့အဲ့လိုပုံစံများလားပေါ့အဲ့လိုဆိုရင်တော့ဟိုဟိုကျွန်တော်နေလည်းပြောရဆိုဒီကောတော့ပြီပေါ့နော်တော်တော်လေးကိုဟိုမားတဲ့လူရတစ်ခုလုံးမိပြီးတော့ကျွန်တော်ကတော့ထဲနေ ။ဘာဖြစ်လဲဆိုရင်ဒီကောင်က item ကောင်းတယ်ဗျ။ item ကောင်းတယ်တယောက်ဆောင်ကောင်းတယ်။ကောင်းတယ်ကောင်းတဲ့အခါကျတော့သူ့ရဲ့တယောက်ဆောင်ပညာနဲ့ပေါ့နော်။ဒီကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံကမြန်မာပြည်ကပြည်သူတွေကိုအစိမ့်အစိမ့်မခတ်စေခြင်းဘူးအစိမ့်မမိစေခြင်းဘူးလို့လား။အခုတူတူရိုက်တဲ့ဇလန်းကဒီစစ်တပ်ကလုံးမဲ့ ဒီအတူရောက်ရွေးကောက်ပွဲအတွက်ရိုက်တဲ့ဇလန်းလေးအဲ့တော့ तू လိုက်လိုက်တဲ့ဇလန်းတစ်ခုပေါ့နော်သူ့ရဲ့အမှုပညာတစ်ခုရောက်ပြည်သူတွေကဒုက္ခရောက်နေပါဆိုမှထပ်ပြီးတော့ဒုက္ခနှစ်ထပ်ကိုတန်တရာလည်မဲ့ဟာမျိုးဟိုဖြစ်သွားစေတာပေါ့ဗျာဟုတ်အဲ့တော့ဒါဟိုပေါ့ကျွန်တော်ထပ်ပြီးတော့မှနည်းနည်းကျွန်တော်လဲဟိုကိုဂျပန်ရဲ့ ညနာအမူအရာနဲ့သူ့ရဲ့ခံစားချက်ကိုကြည့်ရချိန်မှာကျွန်တော်တို့တစ်ခါလေးမေးဖို့မေးခွန်းဟိုတောက်ကြောက်သွားတယ်ဗောနော်မေးပါဘူးကျွန်တော်ကနည်းနည်းတော့ဟုတ်တယ်ဗျကျွန်တော် sorry စကားပြောပြောဒီဒီဒီကောင်နဲ့ပတ်သက်ပြီးဗောဒီကောင်နဲ့ပတ်သက်ပထမတော့ရခိုင်ရောဗျာရခိုင်ဆိုတော့ကျွန်တော်ရခိုင်ဖြစ်တဲ့ကဒီရခိုင်နဲ့ပတ်သက်တာနည်းနည်းတော့ကျွန်တော်မှ emotion တွေရှိတယ်ဗျာရှိတယ်တစ်ခါတစ်ခါထပ်ပြီးတော့ဒီကောင်နဲ့ပတ်သက်ပြီးတော့တစ်ခါနည်းနည်းတစ်ခါထပ်ရှိတယ် မောင်ကျော်တော်နဲ့မပြောဘူးပြတဲ့မှာကျွန်တော်လည်းခုနချင်းပါပြောတော့အမင်းများတော့ဘာလို့ဒီမှာဘာလို့လို့ဂယုမဆိုင်တာတော့နေဝင်လည်းဘာလို့ဂယုမဆိုင်ကြားလဲဟိုနောက်ဆုံးပြန်ဟိုကောင်မလေးတယောက်ပါလေကျွန်တော်ရခိုင်မလေးတယောက်ပါချူလေးချူလေးဒီကောင်မလေးလှုပ်တဲ့ခါတိကျွန်တော်စိတ်မဝင်စားဘူးဗျာသူသူဘာလို့လို့တဘွားဟိုဘယ်လိုပြောရမလဲတမန်ကရှန်ကပုံစံမျိုးပေါ့ဗျာလှုပ်ခိုင်းရင်လှုပ်လိုက်မယ် ဒူကြီးဆိုတဲ့ဒူကြီးလိုက်မယ်ဟဲ့ဒါလုံးဆိုလဲလုံးလိုက်မယ်ဆိုတော့ဟိုအနေထားလောက်မှာထားထားတယ်ဗျာကျွန်တော်တို့ဒီကောက်ကြတော့ကျွန်တော်တို့အဲ့လိုမဟုတ်ဒီကောက်အုံနောက်ကအဲ့လောက်ထိမညံ့ဘူးလို့ကျွန်တော်ယူဆထားတယ်ဗျာဟုတ်အဲ့အဲ့လိုကောင်မျိုးကဒီလိုဖြစ်တယ်ဆိုတော့ကျွန်တော်လည်းတော်တော်လေးကိုတိုက်ပတ်နေတာအဲ့ဒါအဲ့ဒါအဓိကအဲ့ဒါဟုတ်အဲ့တော့ရှောင်းရှောင်းရင်လည်းရှောင်းလို့ရတယ်ဟုတ်ဒါဒါပေမဲ့စစ်တပ်ကဟိုဓာမိုးပြီးတော့ဟိုဖြစ်တာလားဆိုတော့ဟာကိုပြည့်ပြည့်စုံစုံမှန်တယ်ကလူတို့နဲ့ ညာတိုက်ပေးမယ်ဆိုလို့ရှိရင်သူသူ့ရဲ့စဉ်းစားညာကငါတရားရိုက်လိုက်ရင်တော့မြန်မာပြည်သူလူထုရောရခိုင်လူထုရောနဲ့ငါနဲ့ကဟုတ်ဒါရှင်ွဲွဲွားနေမယ်ဟိုကျွန်တော်ယင်းထဲကနေအကုန်လုံးဆက်ထုတ်ခံရတဲ့ပုံစံမျိုးဖြစ်သွားနေမယ်ဆိုတော့သူစဉ်းစားမိရနဲ့ဒီဒီဇလန်ကတော့ရိုက်တာလို့ပဲကျွန်တော်တို့ကယူဆတယ်ဒါကတော့ကျွန်တော်တို့ကကောင်းဘက်ကတွေးလို့တာမဟုတ်တော့ဘူးပရိသတ်ဘက်ကနေကျွန်တော်တို့တွေးတွေးပေးခြင်းအပြင်အဲ့တော့ဆန္ဒအကိုပြောရတဲ့ထဲမှာပါတာပေါ့နော်အဲ့ ကျမ်းမာရေးအကြောင်းပြမလားဟုတ်လားပြီးကိုယ့်ရဲ့နေဖြစ်တဲ့မွေးရစာတီကိုပြန်ပြီးတော့မှတခုခုပေါ့ဗျာတခုခုပေါ့နော်ကြိုက်ကြိုက်တဲ့နီလန်းလုံးလို့ရတယ်ပေါ့နော်ရှောင်လို့ရတဲ့နီလန်းတွေအများကြီးရှိတယ်ပေါ့အေးပေါ့နောက်ဆုံးပြောတော့ဒီကျွန်တော်ဒါလေးကိုလုံးလုံးဆယ်ဗျာဟိုဘာမင်းသားတွေပဲဗျာတိုင်အရတော့ပြောလို့ရတယ်ကျွန်တော်ဒီညာလေးကိုတော့ဒီလိုဘလို့ဘာဖြစ်တယ်ညာဖြစ်တယ်သူ့မတတ်ဖြစ်ပါဘူးကျွန်တော်ပြောတာက ဟုတ်လားမလားမတိုက်ဖြစ်ပါဘူးဒီချိန်မှာဖမ်းမယ်ဆိုရင်လေဒီဇာကမရိုက်မှုနဲ့တော့ဖမ်းလို့မရဘူးမရဘူးဗျာဖမ်းလည်းဖမ်းပေါ့ဖမ်းမေးစားရင်းနဲ့မေးပေါ့လောက်ထောင်းအောင်မို့လဲကျွန်တော်ပြောတာစိတ်ကြောကောင်လဲဝင်ပေါ့ဘာဖြစ်လဲမတတ်ပြေဘူးဗျာဒီချိန်မှာတော့ဟုတ်လားအဒီဇာလမရိုက်လို့ဆိုပြီးတော့စစ်တပ်နေပြီးတော့ဟိုတေးဥဆောင်မင်းသားတွေကတတ်ပြေတယ်ဆိုဒီ image ကြီးတော့စစ်တပ်ကမလုပ်ဘူးလေဗျာကျွန်တော်တီးတလောက်ပြောပြတာပါဟုတ်ဟုတ်လားမလားရှောင်းလို့ရတယ်မရှောင်းဘူးမမရှောင်းတော့အဲ့ဒါဟိုဟိုဟာဖြစ်တာ မမိုက်မမိုက်မမိုက်စိတ်ထဲကနေနေပုံပြီးပြောနေတယ်ဒါပေမဲ့နောက်ဆုံးမှာဒါဟိုမချစ်တင်ကထွက်လာတဲ့စကလုံးတစ်လုံးကတော့ဒါကိုကိုဂျပန်ကြီးပြောတာတော့ဒါမမိုက်ဘူးပေါ့နော်အဲ့တော့ဒါကိုနေကိုတို့အနေနဲ့ကလည်းကျွန်တော်တို့ပြောမယ်ဆိုရင်ဒါတမျိုးတည်းသားဖြစ်တယ်ပြီးတော့ကျွန်တော်တို့လူချမ်းလူဒီဟိုအနေနဲ့လူချမ်းတရုတ်ဆောင်နဲ့ကျွန်တော်တို့ဒါမင်းသားနဲ့ပေါ့နော်မင်းသားဆိုတာလေဒီတိုင်းဖြစ်လာလို့ မရဘူးပေါ့เนาะကျွန်တော်တို့ချစ်တဲ့ထဲမှာပြောတဲ့စကားလိုပဲပေါ့ရဲဘော်မရှိဘဲနဲ့ဘိုးကြီးဆိုတာဖြစ်လာတဲ့အအကြောင်းမရှိဘူးပေါ့เนาะအဲ့ဒါမင်းသားဆိုတာလေလူချမ်းတယုတ်ဆောင်နေရဲ့ညားဆိုတာတချို့တခါလေးမှာဆိုရင်မျက်နှာတော့တီထိုးမိတာတွေလက်လွန်သွားတာတွေဒီလိုမျိုးတွေချောင်းနဲ့ကန်လိုက်တဲ့အချိန်မှာအနာတရဖြစ်တာတွေဟိုတော့မှာဖိုက်တင်ကရိုက်တဲ့အချိန်မှာဒီလိုမျိုးတွေနေတာမင်းသားတွေကို support လုပ်ပေးခဲ့တဲ့လူတွေပေါ့เนาะပြီးတော့ဒါရိုက်ခွင်းမှာဆိုလို့ရှိရင်လည်းဆွမ်းနာပြောခဲ့တဲ့အထက်မှာပါတယ်ပေါ့เนาะ င်မရာနောက်ဘက်မှာပြောတာပို့ပြီးတော့တော့ဒါကျွန်တော်ကပို့ပြီးတော့သဘောကျသေးတယ်ဗောနော်ဓာတ်ပုံလေးကိုင်းပြီးတော့ဒီမှာတော့တွေ့လာချောတယ်ချောတယ်နော်အဲအဲ့ဒါကျွန်တော်အဲ့ဒါပြောပြမှာပဲအဲ့ဒါကကျွန်တော်မဟုတ်ဘူးအဲကျွန်တော်တို့မျိုးပါပဲဟာอืมကျွန်တော်တန်ငယ်ချင်းနေတို့ဆောင်းချစ်တာဆောင်းချစ်တော့ဟိုခုနစကားပြန်ပြီးကျွန်တော်ကဲ့လို့ရခိုင်တဲ့ကလည်းရခိုင်လူမျိုးလည်းဖြစ်တယ်ကိုမအောင်ကလည်းဖြစ်တယ်ဘယ်လိုမင်းသားအဲ့လိုပေါ့ ဟိုနော်အဲ့ဘပေါ်ပါစေဆိုတဲ့စိတ်တခုရဲ့နဲ့အဲ့ဒီကောင်ဆိုရင်အဲ့ဒီဓာတ်ပုံလေးကပြောအဲ့ဒီ35လားတော့ပါတော့လိုက်ပြဟိုဒါရိုက်တာတော့ပါတော့ပေါ့နော်အရင်တော့ကျွန်တော်ခေတ်ကတရှင်းရိုက်တာတော့ပါတော့ပေါ့တရှင်းရိုက်တဲ့ဘူးစီရိုက်တဲ့အခုဒီမှာတို့ကျွန်တော်ညီလေးပေါ့ခေါ်တချင်းလေးပါလေရိုက်ရဲခေါ်ပေါ့မကြည့်ပါအောင်ပါညာပေါ့တို့ပြောပေါ့ပါညာတဲ့ခါသူကအဲ့ကောင်အဲ့လိုမျိုးကိုလိုက်ပြီးတော့လုပ်ဝေးခဲ့တာအခုတော့ရှိရထဏမဲတော့ကျွန်တော်မပြောတော့ဘူးအခုရှိရ လို့ဟိုအဓိကအကောင်ဆိုအဲ့လိုမျိုးလိုက်လိုက်လို့တာဒါပေမဲ့ကျွန်တော်ဟိုတိရတဲ့ရွေချက်ကတော့ဟိုဟိုဒီကောင်းကြတယ်လို့မဟုတ်ဘူးအဓိကဒါဟိုရွေရတာတော့ရခိုင်ရခိုင်ဖြစ်နေလို့ကိုဒီကောင်းလိုက်လုပ်ပေးတဲ့သဘောပေါ့အဲ့လိုမျိုးရှိတာပေါ့ဗျာဘုံမလဲပြောရင်ဒါပေမဲ့လည်းအခုဒီလုံးတဲ့ဟိုနေထိုးလုပ်တဲ့ပုံစံကြီးကြတော့လေဒီကိုကိုကိုဘောအမျိုးမျိုးဟိုဘာလုပ်တဲ့ပုံစံမျိုးကြီးဖြစ်နေတယ်ဗျာ ကိုလူမျိုးလောက်တာလည်းဖြစ်နေတယ်ကိုနိုင်ငံကကိုနိုင်ငံကပြည်သူလူကိုလောက်တာလည်းဖြစ်နေဟုတ်မထင်ထားဘူးဗျာနော်ဟုတ်ကျွန်တော်ကလည်းရခိုင်ဘူတီတော်မှာဒါ6နှစ်ပေါ့နော်ကျွန်တော်2005ကနေပြီးတော့2017ဒီကျွန်တော်6နှစ်လောက်တာဝန်ထမ်းဆောင်ပူတဲ့အချိန်မှာရခိုင်ပြည်ထဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဘူတီတော်ကနေစစ်တွေတင်မော်စစ်တွေကနေကျွန်တော်တို့ဒါကျွန်းပန်းနဲ့တွေ့လို့ရှိရင်ဒါရန်ပြဲတို့မန်အောင်တို့ဘာတို့ ဟို short term နဲ့လိုက်လို့ရှိရင်အဲ့ဘက်တွေပါရောက်သေးတယ်ပေါ့နော်အဲ့ရတဲ့တောင်ကုတ်ကိုဒါတင်မောစီတို့ပါတော့ဒီလိုမျိုးတွေမြေပုံတို့ပေါက်တော့တို့ကြောက်ဖြူတို့ဒီစိတ်ကန်းနေမှာကတ်ပြီးတော့မှညာဤခေရပေါင်းနေလဲမနေဘူးပေါ့နော်နဲတဲ့အခါကျတော့ဒီရခိုင်လူမျိုးတွေရဲ့လူမျိုးရေးစိတ်တဲ့ပြင်းထန်မှုကိုဒါကျွန်တော်ကတီးတယ်ပေါ့ကျန်တဲ့လူမျိုးတွေနဲ့မတူဘူးကျန်တဲ့လူမျိုးတွေလူမျိုးချင်းချစ်စိတ်ရှိတယ်ဆိုတဲ့ဟာရခိုင်တွေကပို့ပြီးတော့မှပြင်းထန်တယ်ပေါ့နော်ဒီနေ့ဒီချိန်မှာလဲဒါဆန္ဒကျွန်တော်စကားဝိုင်းကင်မရာနောက်ဘက်မှာပြောတော့ ဒီနေ့အောင်မြင်မှုကဘာကြောင့်ရနေလဲဆိုတဲ့ဟာပေါ့နော်အချိန်လုံးပြိနှိပ်ခံရတဲ့ဟာကိုဒီချိန်ကြမှာဒီချိန်မှာပေါက်ပွဲတဲ့ဟာကဒါအစူလိုက်ပြုံလိုက်ဝိုင်းပြီးတော့မှပေါက်ပွဲကြတဲ့အခါကျတော့ဒါရခိုင်ပြည်နယ်ကြီးကတကယ်ဟုတ်ကိုဒါကြီးမားသောလူမျိုးမှုတစ်ခုတော့ရရှိနေပြီပေါ့နော်အဲ့ဒီမှာမှခလေးရဆာခွေးရဆာပြီးတော့မှဒါကိုနေထဲလင်းတို့ပြီးလို့ရှိရင်ဒါနောက်တစ်ယောက်ဆိုလို့ဖုံးရှံဟုတ်ဖုံးရှံတို့ပြီးရင်ဒါတို့ ဒါဒါကျွန်တော်တိလောက်ပါတော့ယရနာမိုင်းတို့မက်ကလေးတော့ဟဲ့အဲ့လိုအဆိုတော်ယရနာမိုင်းတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါမင်းသွေးเนาะအဲမင်းသွေးကမရှိတော့ဘူးမင်းသွေးတို့ဒါဒီနေတိုးတို့ဆိုလို့ရှိရင်ခလေးရသာခွေးရသာဟိုဘူဂျီယုံမာအခုလိုမျိုးကျွန်တော်တို့ရခိုင်ပြည်နယ်မှာလည်းဟိုခစ်ခစ်နောက်ကျခဲ့တဲ့နေရာမှာပါတာပေါ့เนาะဘူဂျီယုံမာတကယ်ဝိုင်းပြီးတော့မှတောရွာတွေမှာဆိုရင်ဆက်လီနေတော့ လာပြီးတော့မှဟိုဘက်ယူရတဲ့ဒီဘက်ယူရဆက်လီနဲ့ကူပြီးတော့မှဒါအားပေးခဲ့တဲ့လူမျိုးတွေပေါ့နော်ဒီလောက်ထိအားပေးခဲ့တဲ့မင်းသားတယောက်ကကိုယ့်ရဲ့လူမျိုးမြမပြီးတပီတော့မကြည့်နိုင်ဘူးကိုယ့်ရဲ့လူမျိုးကိုတော့ကိုပြန်မကြည့်တဲ့ဟာကဒါသူလဲရခိုင်လူကျန်ပြောဆောင်တယောက်ဆိုတော့ဒါပောက်ကွဲတာပေါ့နော်ပောက်ကွဲတဲ့ဟာလေးခံစားရတာပေါ့ပောက်ကွဲတာလည်းပြောရမှာဆိုလို့ရှိရင်တနုံတော့စဉ်းစားပြီးတော့ဒါသူ့ရဲ့မျက်နှာအနေထားနဲ့ စကားပြောတာကိုကြည်ကျင်းအားဖြင့်ပဲပဲဒါကိုနေကိုတို့ပေါ်မှာဘယ်လောက်ထိဒါဟိုဖြစ်နေလဲဆိုတဲ့ဟာပြောကျင်တာပေါ့နော်အဲ့တော့နောက်ဆုံးအဆုံးသက်လေးအပြောကျင်နေတယ်ကိုချပန်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပြည်သူ့ဘယ်ဖြစ်ဖြစ်ဒါအမှုပညာစီဒီအန်တယောက်အနေနဲ့ပေါ့နော်မပြောကျင်အော်ဘာပြောနေလဲဆိုကျွန်တော်ဘက်ကတော့ထွေထူးတော့ဘာမှမပြောချင်ပါဘူးကျွန်တော်အတွက်ပေါ့နော်ကျွန်တော်အတွက်တော့ဘာမှထွေထူးမပြောချင်ဘူး ။နောက်ပြီးတော့ကျွန်တော်ကလည်းဟိုကို့အတွက်ဆိုရင်တော့ကိုတိတ်ပြောတဲ့ဟာတွေမပါဘူး။အဲ့တော့ဒီလိုရှိတယ်ဗျာ။တို့ကနေတူကတော့ဟိုပါဘော့။အလူမီနီယံပေါ့နော်။ဒီချစ်ဒီသုံးတော့သုံးရတာလက်ချစ်ချက်ပဲသုံးတော့ကျွန်တော်လည်းကျွန်တော်လည်းဆိုင်းဆဲကားပေါ့။ဒါပေမဲ့ကျွန်တော်ပြောရခိုင်ထဲမှာအများကြီးရှိရှိသေးတယ်ဗျာ။အစိုးတော်တွေလည်းရှိတယ်။ရုပ်ဆောင်တွေလည်းရှိတယ်။ အခြားရှိသေးတယ်ဗျာအများကြီးရှိသေးတယ်အဲ့ဒီကောင်တွေမပါဘူးဒီကောင်ဘာလို့ပါလဲပေါ့အဲ့တော့ဟိုကျွန်တော်ကတော့ဟိုဒီဒီအခုရိုက်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 ကူးရေးဒီအစီအစဉ်ကနေပဲကျွန်တော်သူ့ကိုပဲပြောချင်တယ်ဗျာတခြားလူတော့ဟိုပြီးသူကတော့ခဏပြီးမှပြောသူ့ကိုပဲပြောချင်တာကိုယ့်ရဲ့ဒီကိုယ့်ရဲ့ဒီဟိုပါပေါ့ ဟိုကျွမ်းနေတဲ့အသေးဥစ္စာပညာနဲ့ဒီသူကိုအစိတ်မခံမိဖို့ကိုယ့်ရဲ့ပြောလိုက်တဲ့စကားတစ်ခုကြောင့်ဒီသူကြီးထပ်ပြီးတော့လူလမ်းမဖွဲကိုမရောက်မရောက်စေချင်ဘူးဗျာဟုတ်ဟုတ်နောက်ပြီးတော့သူ့အနေနဲ့ဒါမျိုးတွေလုပ်လိုက်တဲ့အခါသူ့ကိုချစ်တဲ့ပရိသတ်တွေဆိုတာတူးလာမှာမဟုတ်တော့ဘူးဗျာ လုံးဝအဆုံးထိရောကြပါမှာကျွန်တော်အခုကြားရတာလဲတကယ်ကိုသူ့ရဲ့ပြိတ္တတွေဆိုတာဟိုခောက်ဆူးကြီးထွက်ကြီးပေါ့လုံးဝအဆုံးထိရောကြပါဟောအဲ့တော့ကျွန်တော်ဟိုကျွန်တော်အနေနဲ့ပြိတ္တကိုပြိတ္တတွေပေါ့နော်ပြိတ္တတွေရောပေါ့နော်ညီမပြေကဒီပြည်သူတွေရောပေါ့နော်ဟိုပြောချင်တာကတော့အခုလုံးမဲ့ရွေးကောက်ပွဲဆိုတာစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဆိုတာ အတူရောရေကောက်ဝဲဖြစ်တယ်။ထောင်ချောင်းတစ်ခုလည်းဖြစ်တယ်။အခုဒီဇလန်းတစ်ခုပေါ့နော်။ရိုက်ပြီးွားလဲနောက်ဇလန်းတစ်ခုလာကောင်းလာလိုက်မယ်ဗျာ။ဒါပေမဲ့လည်းစစ်တပ်ကဘာပဲလုပ်လို့ကျွန်တော်ပြည်သူတွေအတွက်ဘာမှအကျိုးမရှိဘူးဆိုတာကိုပြည်သူတွေကိုကျွန်တော်တရင်စကားလေးပါချင်ပါတယ်။ အားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်အဲ့တော့ဒါကျွန်တော်တို့ဒါနုပညာရှင်တွေထဲမှာဆိုလို့ရှင်လည်းဆန္ဒပြပွဲမှာပါခဲ့တဲ့လူတွေလည်းအများကြီးပေါ့နော်အများကြီးပါခဲ့တယ်ဒါပေမဲ့အချိန်ကြီးရဲရဲရောင်ငါတို့ကတော့မရှောင်နိုင်ဘူးချစ်တက်ကငါတို့တော့လည်းအခုပြောသလိုပေါ့ဒါမိုးထားတယ်ဆိုပေမဲ့လည်းဒီနေ့ဒီချိန်ဒီဇာကားတကားမှာမရိုက်တော့တဲ့မင်းသားမင်းသမီးတွေနော်နာမည်ကြီးတွေမှာအများကြီးရှိပါတယ်နော်ထမင်းမငတ်ပါဘူး ခမရတို့ဗဇာကဘာပြောခဲ့လဲဆိုတော့စီဒီယန်လောက်လာခဲ့ပါပြည်သူကကြွေးထားမှာပေါ့ဆိုပြီးတော့မှဒါပေမဲ့ပြည်သူကကြွေးပါလို့ဆိုလိုတာတော့မဟုတ်ဘူးဒီဟာကိုကျွန်တော်တို့ယုံကြည်ချက်ကြောင့်ကြွေးလိမ့်မယ်ဆိုယုံကြည်ချက်မဟုတ်ဘူးအနာရှင်ပြောကြသည်ငါတို့စီဒီယန်တရတရတာပါဝင်မှသာလေဖြစ်မယ်ဆိုတော့ယုံကြည်ချက်ကြောင့်စီဒီယန်လောက်လာခဲ့ပြီးတော့မှဒီနေ့ဒီချိန်မှာဒုက္ခရောက်နေတဲ့လူတွေအများကြီးရှိပါတယ်အဲ့တော့အမှုပညာရှင်တွေကလည်းဒီလူတွေရဲ့မျက်နှာကိုပြန် ကြည့်တင်တယ်ပေါ့နော်ခုနကကိုကြိုင်းပိုင်းပြောလို့ငါတို့ရဲ့အမှုပညာဟိုတရုတ်ဆောင်ကောင်းတဲ့တရုတ်ဆောင်ဆွမ်းရင်တဲ့တရုတ်ဆောင်ဆွမ်းရင်တဲ့ပြည်သူကိုအစိတ်ခတ်လိုက်တဲ့ဟာကပြည်သူကသွားပြီးတော့မှယုံစားမိတဲ့ဟာမျိုးမဖြစ်အောင်လို့တော့ကျွန်တော်တို့ site တော့ cyber အပင်တော့ cyber အတိုင်းပဲအစိတ်ပင်တော့မဆိုင်မိပါသေးနဲ့ပေါ့နော်ဟုတ်အစိတ်ပြီးတော့ပြည်သူလူထုကိုမကြွေးပါနဲ့ဆိုတာကိုပြောကြရင်လည်းဒါကျွန်တော်ညီကုန်းနဲ့ဇကဝိုင်းလေးကိုညီကုန်းချုပ်ပါရဲ့ဗျအဲ့တော့ ပြောချင်တာတော့ကိုဂျပန်ကြီးပြောချင်တာတော့အများကြီးတိုင်းပဲသူတကယ်စိတ်ထဲမှာစိတ်လဲတော်တော်စိတ်မကောင်းဖြစ်နေတဲ့အတွက်ဒါစကားတလောက်ပဲညီကုန်းချုပ်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်